ဒီနေ့ကကျွန်မဘီဝမကိုရတော့မှာဒီမှာ darling darling က53သိန်းဒီဥစ္စာလေးက53သိန်း ဒါလည်း43တိန်းကိုလံပီယာလေးခုနဆွဲချိုးယူတယ်ဆွဲချိုးယူတယ်သူအမလီတန်လိုက်တာနော်အရန်ဆွဲချိုးယူလိုက်သူတန်လိုက်တာအရန်ဒါလည်းဟမ်ရှဲပေးမယ်တင်းတင်းကလေဒီလိုမှမမရင်အောင်မြင်ကြနာရီလူသိကြနာရီဒါနေတင်းမှာမရှိဘူးသိလားဒါလည်းတင်းမှာအလားတွေမရှိဘူးဟုတ်လားဟမ်ကျဲတော့တည်တင်းဟမ် 嗯，咋嘛？对，别的几啊？说说是是，不会找你了不？哈啦，别没先乱来哦，喏，这不会比这不会不？这没说完呢呗，不会找你啊，这不会比这不会不？ဒီလိုတင်ကလေးတင်မအောင်မြင်ချင်တာလေး attention နေသိလား လူသိကျင်တာတွေကြော်ကြားကျင်တာတွေအဲ့ဒါတွေတခုမှမရှိဘူးဒါကြောင့်မလို့ live မှာပြောပြီးသွားလို့ရှိရင်အဲ့ဒီ video file တွေကိုကိုကိုတိုင်းတောင်မှတင်လိတင်တာတိတ်မရှိဘူးเนาะဒါအခုလိုမျိုးပေါ့အာကိုချစ်တဲ့သူတွေဒါလက်ခံတဲ့သူတွေကနေပြီးတော့မှအများသိပါစေအကျိုးရှိတယ်ဆိုတဲ့ဟာမျိုးနဲ့ယူပြီးတင်ပြီး share ကြတာမျိုးပဲအဲ့တော့ကိုဟာကို promote လုပ်တာတစ်ဆိုင်ကျမကလည်းဒီလိုတပားသူကနေ promote လုပ်ပြီးတော့မှနားလေသွားကြတာပို့ပြီးတော့မှသဘောကျတယ် ကျွန်မကိုယ်တိုင်ကျွန်မကိုကျွန်မ promote လုပ်ပြီးတော့မှအာဒီလိုကြီးဖုန်းတော်ဖွဲ့ပြီးတော့မှကိုဟောက်ကိုကြီးတင်လို့မှထက်စာလို့ရှိရင် အကုန်လုံးက "तू ပြောတာမှန်နေ၊သင်ပြောတာမှန်နေ"เนาะ Elmon သင်ပြောတာမှန်နေစသဖြင့်ဒီလိုမျိုးနဲ့ sharing လုပ်ကြတာကိုကျွန်မပို့ပြီးခြေနဲ့ပါတယ် နော်ဆိုတော့ကျွန်မပြောနေရဆိုတဲ့စကားတွေဟာလည်းကျွန်မကိုကြိုးစည်းပွားအတွက်တခေါက်မှမပါဘူးနော်အများအကျိုးစည်းပွားအတွက်ပြောတာအဲ့တော့ကျွန်မကိုပွဲရှာတယ်လို့ attention ရှာတယ်လို့ဒါလီလာမပြောနဲ့စိတ်ဝင်စားဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်မတို့ကိုကြိုးစည်းပွားမဟုတ်ဘူးမတွင်ကျွန်မတို့တော့မှလူမုံများသွားနိုင်လေတဲ့ကိစ္စတွေပြောပြနေတာနော်အခုဆိုရင် ပြောမယ့်ကိစ္စမအားကြဘူးကိစ္စကိုပြောမယ် source ကိုရှာဖို့ကိစ္စအောင်ကျွန်မပြောပြမယ်နော်အခုတခါစိန်ပွဲတွေရွှေပွဲတွေကိုရှင်းပြလို့မပြီးသေးဘူးစကင်ကဲကြတော့လဲလင်ဟိုဘလိုခေါ်မလဲဟုတ်တယ်မမဟိုအမတို့ကလူများနေတာအဲ့လိုအဲ့လိုစိတ်နဲ့ share ပေးတာမျိုးသင်ကအရင် appreciate လုပ်တာမမအရင်သဘောကျတယ်သိလားကျေးဇူးလေးတင်တယ်မမအဲ့လိုမျိုးတွေများများ share တော့လူတွေများများသိရတာပေါ့နော်သင်ကိုယ်တိုင်ဆိုရင်သင်ကကိုယ့်အကူမုံမလို့မှလုပ်တယ်လို့ဖြစ်မယ်မမတို့လိုအကုန်လုံး wine share ကြတော့လူတွေအကုန်လုံးသိကြရတာပေါ့အဲ့တော့ စကင်ကေးဆိုလဲကျမကျမကိုယ်တိုင်လည်းဝါသနာပါတယ်ကျမကိုယ်တိုင်လည်းအရင်တော့စကင်ကေးတွေရောင်းခဲ့တာကျမဆိုစကင်ကေးကိုလေတကင်းကိုနိုင်ငံတကာ brand တွေကိုကျမ showroom ကြီးလောက်ပြီးတော့မှရောင်းခဲ့တာကောင်တာတွေကောင်တာတွေကောင်တာတွေနဲ့အခုမြန်မာပြည်မှာဆိုရင် အလှကုန်တွေကိုရောင်းနေတဲ့ online တွေအများကြီးရှိတယ်ဟိုနိုင်ငံဒီနိုင်ငံဒီနိုင်ငံဟိုနိုင်ငံเนาะဆိုတော့ကဘာကျော် brand นี่လေရောင်းတဲ့သူတွေအများကြီးရှိတယ် နော်အဲ့ဒီကဘာကျော် brand နေမှာတောင်မှအတုဆိုတဲ့ဟာတွေဟိုတနည်းအားဖြင့်ဘတ်တန်း50ဘူးလားမသိဘူးဟိုမှာထိုင်းမှာမိသွားတယ်နော်ဟိုနောက်ဆုံးဘေဟာလေးတောင်အတုပါလဲဆိုကွန်ဒုံးနေတောင်အတုပါလို့မနည်းကယောက်ျားတောင်မေးရတယ်အော်ယောက်ျားရေကွန်ဒုံးကအတုကဘယ်လိုမျိုးအတုဖြစ်တာတော့ဒီ rubber ဆွတ်လိုက်ရင်ကိစ္စပြီးတာမဟုတ်ဘူးလားကိုကလည်းလေပေါက်ပေါက်ချာချာမေးတော့ယောက်ျားမဟုတ်ဘူးလေပိုးမွားကိုတွေကို safety ဖြစ်အောင်လို့မလို့ကာဝယ်ထားရတဲ့ဟာဒီပိုးမွားက safety မဖြစ်ဘူးဆိုလို့ရှိရင်ဒါအတုပေါ့ तू ကဒီလိုလေးကျမကိုရှင်းပြတယ်ဆိုတော့ ဒီကမ္ဘာကျော် brand တွေလည်းမှလည်းအတုတွေအများကြီးထွက်ပြီးတော့မှရှိကြတယ်ဆိုတော့ဈေးကွက်ထဲမှာစစ်မှန်မှုကိုကရှာဖွေပြီးဝယ်ကြတာပေါ့စားသုံးသူကလည်းเนาะစားသုံးသူမှလည်းအခက်ခဲဖြစ်တယ်အဲ့တော့အခု online ပေါ်မှာအရန် hot ထနေတယ်အရန် hit ဖြစ်နေတယ်ကျွန်မမပြောဘူးလို့နေတာကျွန်မနဲ့မဆိုင်ဘူးဆိုပြီးတော့မှကျွန်မမပြောဘူးလို့နေတာဒါပေမဲ့အားလုံးကကိုမှန်နေကိုမှန်နေနဲ့ဆိုပြီးတော့မှအရန်ဖြစ်နေဒါဆိုရင်ကျွန်မတို့ကစဉ်းစားကြည့်အောင်ဘယ်သူမှန်တယ်လဲလို့စဉ်းစားမလားပြည့်တဲ့ကြည့်အတူတူကျွန်မနဲ့အတူတူစဉ်းစားကြည့်ကြလားစဉ်းစားကြစို့ဤက product တစ်ခုကိုရောင်းတယ်ဒီ product ဟာသူထုတ်ထားတဲ့ product မဟုတ်ဘူးနိုင်ငံသားက product တစ်ခုကိုယူပြီးတော့မှရောင်းတယ်တရားဝင်ကိုယ်စားလှယ်ယူသွင်းပြီးတော့မှရောင်းတာမဟုတ်ဘူးမူပိုင်ခွင့်ရထားတာမဟုတ်ဘူးသူကိုယ်တိုင်ထုတ်ထားတဲ့ brand မဟုတ်ဘူးသူစိတ်ကြိတ်ဈေးတစ်ခုနဲ့ဈေးသူစိတ်ကြိုက်ဈေးတစ်ခုနဲ့ဈေးရန်ဈေးကွက်ထဲမှာရောင်းချခဲ့တယ် B ဆိုတဲ့တယောက်ကအလားတူကုန်ပစ္စည်းကိုပင်ဒီကုမ္ပဏီကတော့၎င်း အာဘယ်ကနေတော့၎င်းပေါ့ဒါကတော့ကျွန်မမသိဘူးယူပြီးတော့မှအဲသူကလည်းရောင်းနေအေးဒါပေမဲ့ A ရောင်းတဲ့ပစ္စည်းထက် B ရောင်းတဲ့ပစ္စည်းကအစမတန်ဈေးသက်ပါတယ်အဲဒီတော့စဉ်းစားစရာနဲ့ပြဿနာကတက်လာပြီ A ကသူရောင်းတဲ့ပစ္စည်းကအစ B ရောင်းတဲ့ပစ္စည်းကအတူလို့ပြောတယ် B ကလည်း သူရောင်းတဲ့ပစ္စည်းတွေလည်းဒီကုမ္ပဏီကပဲယူတာအစ်စ်ဖြစ်တယ်။သူတက်နိုင်လို့သူရောင်းနိုင်တဲ့ဈေးကိုသူရောင်းတာလို့ဒီလိုမျိုးလေးဆိုတယ်။ consumer တွေကမျက်စိတွေလဲကုန်ပြီ။နော်။ consumer တွေကမျက်စိတွေလဲကုန်ပြီ။အားလုံးကအစ်စ်အဲ့တော့အစ်စ်မနှစ်ယောက်ပြဿနာတက်ကြပြီ။တိုက်ခိုက်ကြပြီ။ဖြစ်ကြပြီ။ဆိုတော့ consumer တွေကပေးရတဲ့ပစ္စည်းတွေရဲ့တန်ဖိုးတွေကလည်းနည်းတဲ့ပစ္စည်းတွေမဟုတ်ဘူးတန်ဖိုးတွေ။တန်ဖိုးတွေကလည်းကြီးလိုက်တာနော်။တန်ဖိုးတွေကလည်းကြီးလိုက်တာဆိုတော့အဲ့တော့ ဒီကြီးတဲ့တံမိုးတွေကသူကအစ်စ်သူကအတု तू ကအတု तू ကအစ်စ်နဲ့ဖြစ်ကြတယ်ဆိုတော့ okay ဒါဆိုရင်ကျမတို့ကသုံးတက်မယ် A ကမူလကရောင်းနေတဲ့ဈေးတန်း B ကလည်းဒီပစ္စည်းကိုပဲရောင်းနေအဲအများကြီးတက်တာတဲ့ဈေးတန်းနဲ့ရောင်းနေဒါဆိုရင်ကျမတို့ကဒီပေါ်မှာပဲအပေါ်ရန်သုံးတက်လိုက်မယ်ဆိုရင်ဒီပစ္စည်းကလည်းစစ်မှန်တာချင်းတူနေတယ်မှန်ကန်တာချင်းတူနေတယ်ဆိုရင် A ထက်ဆိုင် B ကတော်သေးတယ်ပေါ့ဈေးအများကြီးတက်တာအောင်ရောင်းပြီးတော့ နော်တော်သေးတယ်ပေါ့ဂျေစုတင်စရာကောင်းသေးတယ်ပေါ့နော်ဆိုတော့အေးဒါပေမဲ့လည်းဒီမှာ तू ကအတူပါ तू ကအစ်စ်ပါဒီလိုမျိုးလေးနေဖြစ်တယ်ဆိုဟုတ်ပြီအတူလားအစ်စ်လားဆိုပြီးတော့မှဖြစ်ရအောင်လဲဗရန်ကကဘာကျော်ဗရန်လည်းမဟုတ်ဘေကာမန်လည်းမသိတဲ့နော်ဘေကာမန်လည်းမသိတဲ့အဲဗျံကြဗရန်နေနော် ဘယ်ကမှလည်းမသိတဲ့ကမ္ဘာဘယ်နိုင်ငံတွေမှာကောင်တာတွေဘယ်ကမ္ဘာဘယ်နိုင်ငံတွေမှာရှိုးရုံးနေနဲ့ရောင်းတာတွေလဲကျမတို့လည်းမတွေးမိတဲ့ brand တွေထားပါဒါတွေကကိစ္စမရှိဘူးဒါဆိုရင်ကျမတို့ကသူကအစ်စ်ပါသူကအတုပါလို့ပြောနေကြပြီဆိုကျမတို့က consumer အတွက် NDA ရှိလာပြီနော် consumer ကပေးရတဲ့တန်ဖိုးတွေကနည်းတာမဟုတ်ဘူးပေးပြီးလူထားတာအဲ့တော့ကျမကတော့ခုနကလိုအပေါ်ယံအားဖြစ်ဆိုရင် A နဲ့ B နဲ့ဆိုဈေးလျှော့ရောင်းပေးတဲ့သူပစ္စည်းချင်းတူတယ်မှန်တယ်ဈေးလျှော့ရောင်းပေးတဲ့သူကပို့ပြီးကောင်းတယ် အဲ့ဒါလည်းမဟုတ်သေးဘူးဆိုရင်ကျမတို့က source ကိုရှာရမယ်ဒါဆိုရင်ဒီပစ္စည်းဘယ်ကလာတယ်လဲဘယ်နိုင်ငံထုတ်လဲအဲ့ဒီနိုင်ငံမှာဘယ်လောက်နဲ့ရောင်းတယ်လဲအဲ့ဒါနဲ့အဖြေရှာအဲ့တော့မူရင်းနိုင်ငံမှာတသိမ်းမကျော်ဘူးဆိုရင်နှစ်ယောက်လုံးဝိသမလောပါပဲ အေးဒါပေမဲ့ဝိသမလောဘအကြီးနဲ့ဝိသမလောဘအသေးနဲ့အေးဒါမှမဟုတ်အာပစ္စည်းရနှစ်ယောက်လုံးကလည်းစစ်မှန်နေဈေးနှုန်းကလည်းအဲအဲ့လောက်နီးနီးလောက်ရှိတယ်ဆိုရင်တော့ဈေးလျှော့ရောင်းတဲ့သူက ပို့ပြီးမှန်ကန်တယ်အတုလားအစ်စ်လားဆိုတဲ့ကိစ္စထက်ကျမတို့ဟာဒီပစ္စည်းဘယ်ကလာတယ်လဲဘယ်လောက်အာမခံချက်ရှိတယ်လဲ ဘယ်နိုင်ငံတွေကိုတင်သွင်းဖြန့်ချိနေသလဲဘယ်နိုင်ငံတွေမှာကောင်တာတွေနဲ့ရောင်းနေသလဲဆိုတာကိုကွန်ဆူမားကစဉ်းစားကျမကွန်ဆူမားဘက်ကပဲသုံးသပ်မယ်အဲ့တော့လူကိုမင်လို့ပုံကိုကိုချစ်လို့ဟာသူရောင်းတာတော့မှန်တယ်သူရောင်းတာကမမှန်ဘူးလို့ကျမတို့ကဒီလိုပြောလို့တော့မရဘူးเนาะအဲ့တော့ဒီပစ္စည်းတွေဟာကျမတို့ဘယ်နိုင်ငံမှာမှမတွေ့ဘူးဘယ်နိုင်ငံသားတွေသုံးတာမှကျမတို့မတွေ့ဘူး တရုတ်ထုတ်ပစ္စည်းတွေတရုတ်ပြည်မှာတောင်မှတွင်တွင်ကျဲကျဲနဲ့ကြော်ညာပြီးတော့မှဟာမျိုးကျွန်တော်တို့မတွေ့ဘူးနော်ဆိုရခါကြတော့စားသုံးသူတွေလည်းအရန်ကိုဟိုဟိုဘယ်လိုခေါ်မလဲဂျင်းထက်ခံရတာအရန်များတယ်နော်ဂျင်းထက်ခံရတာအရန်များတယ်အဲ့တော့ဘယ်သူဘယ်သူဘယ်သူမှန်းနေဘယ်သူမှားတယ်ဘယ်သူဘယ်လိုဆိုတာထက်စားသုံးသူကကိုယ့်ကိုအသိဉာဏ်နဲ့ ဒီဟာကိုလိုက်ဒီပစ္စည်းဘယ်ရလာတယ်လဲသူ့ရဲ့မူရင်းတံပိုးဘယ်လောက်ရှိတယ်လဲတဘောကမူရင်းတံပိုးကသသိန်းရှိတယ်ဆိုပါစို့ကျွန်တော်တို့ transportation charges သသိန်းထပ်ပေါင်းလိုက်နှစ်သိန်းဒါဆိုရင်ရောင်းတဲ့သူကသသိန်းအမြတ်ထပ်စားလိုက်၃သိန်းဒါဆိုရင် reasonable ဖြစ်တယ် suitable ဖြစ်တယ်တင့်တော်တယ်တင့်လျော်တယ်ဒီလိုမျိုးပဲနေမူရင်းစင်းကသသိန်းလောက်ရှိနေတယ်ကိုတိုင်းပြည်ရဲ့ရောင်းတော့၈သိန်း၉သိန်းနဲ့ရောင်းနေဆိုရင် ကဲကျန်နေတသိန်းရှိရင် transportation charges နဲ့ another cost တွေနဲ့ပေါင်းလိုက်အောင်3သိန်းလို့ဒီအရင်ထားလိုက်ပါတော့7သိန်းကျော်ရောင်းနေဆိုလို့ရှိရင်ဒီပစ္စည်းတစ်ခုရောင်းနိုင်5သိန်းအမြတ်စားရဲဆိုရင်တော့ဒါဆိုများသွားပြီဒါဆိုတစ်သိန်းပြည့်ကျန်တာဖြစ်သွားပြီ မတန်ရင်ကဘရန်ကိုချီပေါ်သေးပေါ်အာဘောက်ဘရန်တွေကိုမြန်မာပြည်မှာဂျင်းတိတ်တာဖြစ်သွားပြီအဲ့လိုမဟုတ်ဘဲနဲ့ဒီပစ္စည်းရဲ့တန်ဖိုးကမြန်မာပြည်ကိုအရောက်ဒီပစ္စည်းရဲ့တန်ဖိုးက9သိန်းလောက်ကျတယ်ဟဲ့ဒီမှာရောင်းလို့၈သိန်း၉သိန်းရောင်းနေဆိုလို့ရှိရင်ဒါဆိုရင်တော့ဖြစ်တဲ့ဖြစ်တိုက်သေးတယ်ပေါ့မဟုတ်ဘဲနဲ့ဒီပစ္စည်းကသူ့နိုင်ငံမှာတောင်မှဘောက်ဗရန်နော်အာဗျံကြဗရန်နော် အတူအဆဗရန်ဟုတ်လားဂွန်း တန်ဖိုးလဲဘလောက်မှမရှိတဲ့ brand ကိုဒီနိုင်ငံကိုနိုင်ငံနဲ့ရောက်တော့မှမတော်မတရားစင်းနဲ့ရောင်းနေဆိုရင်တော့ရောင်းနေအမကြီးများအကုန်လုံးဒီမတော်မတရားလုပ်တာပြည်သူအပေါ်မှာဂျင်းထဲတာမဟုတ်ဘူးဆိုလို့ရှိရင်တော့အဲဒီပစ္စည်းဟာဘယ်လောက်အာမခံချက်ရှိတယ်လဲဘယ်နိုင်ငံတွေမှာတင်သွင်းဖြန့်ကျင်နေတယ်လဲစားသုံးသူကသိရမယ်နော်ပျောက်တယ်ပျောက်တယ်နှားတယ်တန်တယ်ကောင်းတယ်ဆိုရုံနဲ့မဖြစ်ဘူး ဒီမှာလွှင့်ပြနေနေဆိုတာတို့ရုပ်တွေအကုန်လုံးဒီအမှန်မဟုတ်ဘူးအဖက်တွေနဲ့လွှင့်ပြနေတာဟုတ်တယ်နော်ဖီလ်တာတွေနဲ့လွှင့်ပြနေတာအဲ့တော့ဒီပစ္စည်းတွေပျောက်တယ်မှန်တယ်ကောင်းတယ်ဆိုရင်သူ့နိုင်ငံမှာစေဝါခွင့်ပြုချက်အရာသူ့နိုင်ငံအရာကမ္ဘာနိုင်ငံအသီးသီးမှာဘယ်နိုင်ငံကလက်ခံထားသလဲဘယ်နိုင်ငံကအသိမှတ်ပြုထားလဲဘလောက်ဘေးကင်းလုံခြုံမှုရှိသလဲဘလောက်တန်ကိုရောင်းတာလဲဒါကိုပြည်သူလူထုကသိဖို့လိုတယ်ကိုယ့်ကိုစုံစမ်းညဒီ branded တွေအတိုင်း ဘေးကင်းလုံခြုံစိတ်ချရမှုတင်းထိတ်တော့ပျောက်သွားတယ်ခန္ဓာကိုယ်ထဲမှာကင်ဆာဆိုတဲ့ရောဂါဇိုးကြီးတွေကြောက်ကက်တွေပျက်စီးသွားတာမျိုးတွေအရေပြားကင်ဆာတွေဖြစ်ပြီးတော့မှတင်းထိတ်ပျောက်ပြီးသေခြင်းဆုံးနဲ့တိမ်မဲ့ကိစ္စဆိုရင်လဲမှာလားလဲကြမှာလားဒါကြောင့်မလို့ဒီကပြောနေတဲ့သူတွေရဲ့စကားတွေကိုမယုံမင်းနဲ့ကျမတို့လင်း skin care တွေ cosmetic တွေဘေးရင်ဆရာအင်ကြီးချုပ်ဆရာ ဒါရင်ဟာလေသူနဲ့သူနဲ့တဲ့ပြီမယ်ကိုနဲ့ကိုနဲ့တဲ့ကြမှာတဲ့တာဟာဘေးရင်သူဟောလို့မှန်နေမှန်နေမှန်နေကိုသွားဟောကြည့်ကိုနဲ့ကန်ဆက်လို့မှန်ကြမှာမှန်တာအင်းကြီးချုပ်စရာသူနဲ့ကောင်းနေကောင်းနေကောင်းနေကိုသွားချုပ်ကြည့်ကိုနဲ့ကောင်းကြမှာကောင်းတာ skin care ဒီလိုပဲသူ့အသားရင်နဲ့အဆင်ပြေပြီမယ်ကိုအသားရင်နဲ့အဆင်ပြေကြမှာပြေမှာအဲ့တော့အချိန်တူကာလတူအတွင်းမှာဖြူနှုတ်ဥဖွသွားတယ်ဆိုရင်ဟာတွေကအလွန်အကျွံ steroid တွေပါတဲ့ cosmetic တွေ skin care တွေပဲဖြစ်တယ် ကျမတို့ကဘာကျော်ဘယ်ဘရန်ကမှတင်းတိတ်ပြောက်ပြီးတော့မှမျက်နာကိုတလာအတွင်းတပတ်အတွင်းကြည်လင်တောက်ပပြီးတော့မှနှဲ့ရည်ကန်နဲ့ချသလိုဖြစ်ပါတယ်လို့ ST လောက်တာကလည်းမကြေညာဘူးလန်ကောင်းကလည်းမကြေညာဘူးကလင်းနစ်ကလည်းမကြေညာဘူးလော်ရယ်ဘယ်နိုင်ငံတွေမှာအတိမဲ့ပေးရတယ်လူတွေလောက်နစ်နာတာရှိအောင်မလားကျမတို့အမျိုးသမီးတွေလောက်နစ်နာတာရှိအောင်မလားလိုင်းရလည်းရမ်းထစ်တယ်နော် ဒါကြောင့်မလို့အခုဖြစ်နေကြတယ်သူတင်ကိုတင်သူတင်ကိုတင်နဲ့ဖြစ်နေကြတယ်ဆိုတဲ့နေရာမှာအေထက်ဆိုင်ပစ္စည်းစစ်မှန်တာချင်းဒီကုမ္ပဏီတခုတည်းရပဲဆိုရင်တော့အေထက်ဆိုင်တော့ဘီကတော်တယ်ပေါ့ဈေးတွေအများကြီးထပြီးတော့မှရောင်းတယ်တတ်တာတော့ဈေးနဲ့ရောင်းတယ်အေးဒါပေမဲ့အဲ့ဒီဘီရောင်းနေတဲ့ဈေးကလည်းမဟုတ်သေးဘူးဒီဟာဒီသူဒီမှာပြန်ကြပြန်ဒီလောက်ပဲတသိန်းလောက်ပဲတန်မိုးရှိတဲ့ဟာဆိုလို့ရှိလို့ရှိရင်တော့လေမဟုတ်သေးဘူးဒါဆိုရင်တသိန်းလောက်ပဲတန်မိုးရှိတဲ့ ပစ္စည်းရဲ့ quality အရေးသွင်းဟာဘလို့ဖြစ်မလဲဆိုတာကိုစဉ်းစားရမယ်ဘယ်လောက်အာမခံချက်ရှိသလဲဘယ်လောက်တာဝန်ယူမှုတာဝန်ခံမှုရှိသလဲဘယ်နိုင်ငံတွေမှာကောင်တာရှိသလဲဘယ်နိုင်ငံတွေမှာအတိအမှတ်ပြုပြီးတော့မှရောင်းချသလဲဘယ်လိုလွယ်လွယ်ကူကူနဲ့ဖြစ်မနေကြနဲ့ ဟာတကယ်သုံးဆွဲသူတွေမဟုတ်ဘူးတတ်တတ်နဲ့အောက်ကနေပြီးတော့မှသေးတယ်လားမဆားရဝါကမန်းနေနဲ့တခါတည်းကိုစွန့်ကျဲတဲ့ပေးစာကန်းစာတွေကိုမျောနေတဲ့ဟာတွေတကယ်သုံးဆွဲသူတွေမဟုတ်ဘူးအဲ့ဒီတော့ Google ခေတ်ကြီးထဲမှာအင်တာနက်ခေတ်ကြီးထဲမှာ Google ခောက်ကြည့်လိုက်တာ ਨੇ တိပါတယ်ဂလူးဂလူးခောက်ဆန်းမှာ ီပစ္စည်းဓာတ်ပုံကိုယူဘယ်နိုင်ငံဒီမှာတရားဝင်ရောင်းချလဲဒီပစ္စည်းရဲ့ဘေးကင်းလုံခြုံမှုကဘယ်လောက်ရှိလဲသူ့ရဲ့နိုင်ငံမှာမူရင်းတန်ဖိုးသူ့ရဲ့နိုင်ငံဈေးကွက်ရဲ့ market ထဲမှာဘယ်လောက်နဲ့ရောင်းတယ်လဲလို့ရှာကြည့်ကြည့်ဒါဆိုရင်ရှင်တို့အပြင်မှန်သိလာလိမ့်မယ်ဒါဆိုရင်ရှင်တို့ကိုရောင်းနေတဲ့သူတွေကချစ်လို့ချစ်လို့ရောင်းပေးတာလားဆိုတော့အပြေထွက်လာလိမ့်မယ်ကျွန်မဒီလောက်ပဲပြောမယ် okay ဟုတ်ပြီနော်ဟုတ်လားတကယ်ပဲဆိုရင်တော့ appreciate ပေါ့မဟုတ်ဘူးဆိုရင်တော့ရှင်တို့အကြိုင်အဖြေတစ်ခုကိုသိလိမ့်မယ် ကျမပြောတာကျမမေးတဲ့မေးခွန်းနဲ့ပဲရှင်တို့တိုင်းတာပြီးတော့မှစဉ်းစားတလာအတွင်းတပတ်အတွင်းပြောက်တယ်ဆိုတာစတီရိုက်တွေအိုဗာပါလို့မလို့စတီရိုက်တွေအယမ်းပါလို့မလို့ဓာတ်ရုပ်ပစ္စည်းတွေကမီကယ်တွေအယမ်းပါလို့မလို့ပျောက်တာတတ်တာတာတကယ်ပဲသူတို့တွေအပြစ်မှာအဲ့လိုလှနေသလားကိုရောင်းနဲ့တင်သွင်းနဲ့ပစ္စည်းကြောင်းမလို့ဟာလှတယ်ဆိုလို့ရှိရင်ဒီအမျိုးသမီးတွေဒီရောင်းချသူတွေဟာလှနေရမယ် ဟုတ်လားပိန်စင်းရောင်းတဲ့သူကဝတ်တုတ်ကြီးဖြစ်နေလို့မရဘူးဟုတ်တယ်နော်အလှကုန်ရောင်းတဲ့သူကလည်းဝတ်ချံပလက်ပြင်းနဲ့တခါတည်းကိုအသားဖြူဟိုဒီရုပ်ဆိုးကြီးဖြစ်နေလို့မရဘူးအသားဖြူပါတယ်လို့ရောင်းတဲ့သူကလည်းအသားမဲတူးနေလို့မရဘူးဟုတ်လားနော်ဆိုတော့အဲ့တော့ရောင်းနေတဲ့သူကိုယ်တိုင်ကဒီရဲ့အာနိသင်တွေကိုမရှိနေဘူးဆိုလို့ရှိရင် something wrong ပေါ့ ဒီလိုလေးလေးစဉ်းစားကြအောင်သင်ကင်သင်ကင်ကျွန်မအမြင်နဲ့သင်ကင်လို့ပြောတယ်ကျွန်မကတော့မနေနိုင်လို့ consumer ဘက်ကနေပြီးတော့မှကျွန်မတုံးသက်တာ consumer ကိုအပြေရှာဖို့နီးလန်းပေးလိုက်တာအပြေရှာကြည့်ဒီ debt ပုံနဲ့ Google မှာခောက်ကြည့်ကြည့်လိုက်သူ့တိုင်းပြည်မှာမူရင်းတန်ဖိုးဘယ်လောက်ရှိသလဲအပြေထွက်လာလိမ့်မယ်ဘယ်လိုဘေးကင်းလုံခြုံမှုရှိသလဲဘယ်နိုင်ငံတွေမှာတင်သွင်းရောင်းချသလဲဘယ်နိုင်ငံတွေမှာကောင်တာတွေရှိလဲအလွယ်တကူဝယ်ယူလို့ရတယ် အဲ့ဒါဆိုရင်အပြေထွက်လာလိမ့်မယ်ဟုတ်ပြီနော်မညံ့ကြနဲ့ဟုတ်ပြီလားနော်အဲ့ဒါကိုမှကိုယ့်အကိုချစ်လို့ချစ်လို့ကဘာကျော်ပဒန်းလာလို့အပြေကိုယ့်အကိုထုတ်ကြကုနော်ဟုတ်ပြီလားလိုင်းရလဲကြလိုက်တာအရမ်းမယ် တအားတွေကိုနော်တအားတွေကိုတအားတွေကိုအလှကုန်နေဆိုတာဒီအရန်တတိထားရတယ်နော်အရန်တတိထားရတယ်အလှကုန်လို့စေဝါတို့ဆိုတာချက်ချင်းမုံညင်းမရှိဘူးကျမမှာကျမသုံးသက်ပြလားအရန်ညင်လာလာပြီလေ ကွန်ဆူမားရန်နစ်နာလာပြီသိလားဒါကြောင့်ကျွန်မသုံးသပ်ပြတာအကြီးကံလေးဟောဒီနေ့ရတော့ရဲ share ဒီနေ့ရတော့ဟေးအင်းမလေးကဘာကြီးလို့ဒီနေ့ဖုန်းကြီးပေါ်တက်အကြောင်းဆိုနေပြီဒီနေ့ကဘုရားတရားကဘောဘာတရားမှန်းမို့အားလုံးလည်းအဲပူချက်တောက်ပြီးတော့မှဒီနေ့ကတော့ငါတော့ဘုန်းကြီးဘွတ်ထက်အကြောင်းဆိုနေပြီ။နေစွချစ်ကလည်းမိခဲ့ဆရာဆိုနေ။စွချစ်ကနေမဲ့ချစ်တယ်။အင်းဒီနေ့တောက်ပြီးပါတဲ့။ ပြန်ထောင်ဖို့ဟုတ်တယ်နေရွက်ထောင်ဖို့နေရွက်ထောင်ဖို့ဟုတ်လားဆွေးနွေးပါအောင်ပြိတ္တကြီးကကျမပြောတာကျမပြောတာဆွေးနွေးပါအောင်ပြိတ္တကြီးကကျမတို့ထက်အင်တာနက်သုံးနိုင်တဲ့လူတွေအများကြီးရှိရလေရှာကြည့်လို့ရတယ်ဟုတ်လားရှာကြည့်နိုင်လေကြောက်လာမှာပေါ့ကမ္ဘာကျော်ဘရန်ဟုတ်မဟုတ်ဟုတ်လား ျမတို့လူးနေတဲ့ကဘာကျော် brand တော်ကျမဆို triple serum လူးတယ်လူရင်းအားတဲ့ anti ကိုလူဆွဲထားတယ်ပဲပြောကြ anti ကဘယ်လူကိုမျက်ဆွဲနေလဲဟွန်း anti ကဘယ်လူကိုဆွဲနေလဲပြောပါအောင်လူဆွဲထားတယ်ပဲပြောကြတာဆို anti ကဘယ်လူကိုဆွဲနေလဲကျမလူးတယ် triple serum ဆို၄သိန်းဟွန်း၄သိန်းကွယ် discount ချင်းတူနာဘယ်လောက်လဲမိလဲတူနာ2သိန်းခွဲတူနာကလန်ကွန်ကဘာကျော်နော် triple serum က3မျိုးပေါင်းဆက်ထားတဲ့ဟာ4သိန်းခွဲပုံမှန်ဆိုရင်9သိန်းလောက်ရှိတယ်4သိန်းခွဲလန်ကွန်တူနာက2သိန်းခွဲဒေါက်တာ secret ရဲ့ sun cream က2သိန်း9000ဆိုတော့3သိန်းပေါ့ပေါင်းကြည့်ကြည့်လား ဘယ်လောက်ပဲကြာလဲတသိန်းအဲ9သိန်း10သိန်းပဲကြာကဘာကျော်ဘရန်နေနော်10သိန်းပဲကြာရှိသိမ့်မဲ့ကြတယ်ကဘာကျော် brand ဈေးရောင်းပေးုံနဲ့ဘာလို့ကြောင့်လဲပြောမမဘာလို့ကြောင့်လဲဈေးရောင်းပေးုံရောင်းပေးမှာပေါ့လိုင်းနေကြလို့တတတဖြစ်နေလို့မလို့ပြောရတာပါဈေးရောင်းပေးုံဆိုဘာလို့ကြောင့်လဲကျမတုံးနေတဲ့ကဘာကျော် brand ကဘာကျော် brand ကမ္ဘာနိုင်ငံတိုင်းမှာရှိတယ်ကမ္ဘာနိုင်ငံတိုင်းမှာရှိတယ်ရှာကြည့်ပြီးပြီတိုင်းဝင်နဲ့တွက်ရင်160ဘတ်မြန်မာဝင်နဲ့တွက်ရင်သသိန်းစွန်းစွန်းမော်တဲ့ဒီထက်ဈေးနှိမ့်တော့လည်းရှိရလေတဲ့